င်္ဂလာပါရှင်။ကမ္ဘာလိုက်ထရာရီစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့စီးပွားရေးတိုးတက်ပြီးလူနေမှုစင်တန်းမြန်မာကတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုတံမိုးထားတဲ့နိုင်ငံတစ်ခုဖြစ်ရည်တည်နေတဲ့ကနေဒါနိုင်ငံရဲ့အကြောင်းကိုဒါယာရီကနေမျှဝေပြီးသွားမှာပဲဖြစ်ပါရစေ။ တိုရန်မိုင်မောင်းသုံးသက်သမရှစ်တန်ကျဲဝနာကြောင့်ရုရှားပြည်ကဘာပေါ်မှာဒုတိယအကြီးဆုံးနိုင်ငံမှာကနေဒါကမြောက်အမေရိကတိုင်းမှာတည်ရှိပါတယ်။တောင်ဘက်မှာအမေရိကန်ပြည်ထောင်စုနဲ့ဆက်ဆက်နေပြီးတော့အနောက်မြောက်ဘက်မှာတော့အမေရိကန်ရဲ့အလက်စကာပြည်နယ်နဲ့ဆက်ဆက်နေပါတယ်။နောက်ဘက်မှာပစိဘိတ်သမုဒ္ဒရာအရှေ့ဘက်မှာအတ္တလန္တိတ်သမုဒ္ဒရာနဲ့မြောက်ဘက်မှာအာတိတ်သမုဒ္ဒရာတို့နဲ့ထိစပ်နေပါတယ်။၂၄၀၀ကီလိုမီတာကျော်ရှည်လျားတဲ့အရှေ့ဆုံးပင်လယ်ကမ်းရိုးတန်းကိုလည်းပိုက်ဆိုင်ထားပါတယ်။ ကနေဒါဆိုလို့ရှိရင်တော့ပြည်နယ်10ခုနဲ့နေပြည်တော်ခုပါဝင်တဲ့ဖက်ဒရယ်နိုင်ငံတစ်ခုဖြစ်ပါတယ်။ဗဟိုအစိုးရနဲ့ပြည်နယ်အစိုးရကအုပ်ချုပ်ရေးအာဏာကိုခွဲဝေယူထားကြပါတယ်။ဥပမာပြည်နယ်အစိုးရတွေကပညာရေးနဲ့ကျန်းမာရေးလိုကိစ္စရပ်တွေကိုကင်တွယ်ပြီးတော့ဗဟိုအစိုးရကတော့ကာကွယ်ရေးနဲ့ကုန်သွယ်ရေးကိုတာဝန်ယူပါတယ်။နိုင်ငံတကာစစ်သက်မှတ်ချက်တွေအရကနေဒါကကမ္ဘာပေါ်မှာအလုံးချုံဆုံးနိုင်ငံတစ်နိုင်ငံထဲမှာပါဝင်နေပါတယ်။ ရာဇဝတ်မှုနဲ့ပါပြီးတော့ငြိမ်းချမ်းရေးကိုဦးစားပေးတဲ့နိုင်ငံတနိုင်ငံအဖြစ်ကမ္ဘာမှာထင်ရှားပါတယ်။ကနေဒါနိုင်ငံကအရွယ်စားကြီးမာတာကြောင့်လက်တီကျူးနဲ့လောင်ကြီးကျူးမြင်းချောင်းတွေကလည်းကြေပြန့်စွာဖြန့်ကျက်တည်ရှိနေပါတယ်။အနောက်လောင်ကြီးကျူး52ဒီဂရီကနေအနောက်လောင်ကြီးကျူး141ဒီဂရီအထိရှိပါတယ်။ဒီလောင်ကြီးကျူးအပိုင်းခြားကြောင့်ကနေဒါနိုင်ငံဆိုလို့ရှိရင်တော့အချိန်ဆုံး6ခုထိကျေပြန့်နေခြင်းဖြစ်ပါတယ်။မတူညီတဲ့အချိန်ဆုံတွေကြောင့်ကနေဒါမှာတနေရာနဲ့တနေရာအချိန်ကွာခြားမှုတွေရှိနေပါတယ်။ ဥပမာအဖြစ်အရှေ့ဘက်ဆုံး Newfoundland နဲ့အနောက်ဘက်ဆုံး British Columbia တို့ကြားမှာအချိန်ကွာခြားမှုက၄နာရီခွဲအထိရှိပါတယ်။မြောက်လက်တီကျူး47ဒီဂရီကနေမြောက်လက်တီကျူး83ဒီဂရီအထိတည်ရှိပါတယ်။ဒီလက်တီကျူးအပိုင်းခြားကကနေဒါနိုင်ငံကမြောက်ဖက်ဆုံးအာတိတ်ဒေသအထိရောက်ရှိနေတာကို ြသနေပါတယ်။ကနေဒါနိုင်ငံရဲ့တဝက်နေပါလောက်ကိုလွှမ်းခြုံထားတဲ့ကနေဒါရှိကကျေပြန့်တဲ့ကြောက်ဆောင်ဒေတာဖြစ်ပြီးတော့ရေကန်ပေါင်းများစွာတစ်တောပေါင်းများစွာရှိတဲ့ပြင်တတ်ထူတင်ရစားတာများပေါ်ကျွေသွားတဲ့နိုင်ငံလေးဖြစ်ပါတယ်။ကနေဒါနိုင်ငံမှာတည်ရှိနေတဲ့အာတိတ်ကျွန်းစုတွေမှာဆိုလို့ရှိရင်တော့အလွန်အေးတဲ့ရာသီဥတုရှိပြီးရေခဲတွေနဲ့ဖုံးလန်းထားတဲ့ကျွန်းများစွာကိုတွေ့ရမှာပဲဖြစ်ပါတယ် ကမ္ဘာပေါ်မှာဒုတိယအကြိမ်ဆုံးနိုင်ငံဖြစ်တဲ့အတွက်ကြောင့်မလို့မတူညီတဲ့ရာသီဥတုများစွာနဲ့တဘာဝတရားများစွာကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ကမ္ဘာသစ်တော်ရဲ့900ခိုင်နှုန်းနီးပါးကကနေဒါနိုင်ငံမှာတည်ရှိနေပြီးတော့တဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးကိုအလွန်အလေးထားတဲ့နိုင်ငံတစ်နိုင်ငံပဲဖြစ်ပါတယ်။ကနေဒါကကမ္ဘာဒုတိယအကြိမ်ဆုံးနိုင်ငံဖြစ်ပေမဲ့လူဦးရေထိမ့်သိမ်းမှုကအလွန်နည်းပါးပါတယ်။ဥပမာပြောရရင် test 2ရဲ့ကီလိုမီတာမှာလူဦးရေ၄ဦးလောက်သာနေထိုင်ပါတယ်။ 2025ခုနှစ်ခံမှန်းချက်တွေအရကနေဒါနိုင်ငံရဲ့လူဦးရေက42တန်းကျော်ခန့်ရှိပါတယ်။အင်္ဂလိပ်ဘာသာစကားနဲ့ပြင်သစ်ဘာသာစကားကရုံသုံးဘာသာစကားဖြစ်ပြီးတော့ပြင်သစ်ဘာသာစကားကိုကျူဘက်ပြည်နယ်မှာအဓိကပြောဆိုကြပါတယ်။ကနေဒါနိုင်ငံကကမ္ဘာအနှံ့ပြားကလူမျိုးပေါင်းစုံစုစည်းနေထိုင်တဲ့နိုင်ငံတစ်ခုဖြစ်ပြီးတော့ဒါကိုလူမျိုးစုံပေါင်းဆက်အင်ဂျင်မှု Multiculturalism လို့ခေါ်ပါတယ်။လူမျိုးစုလိုက်အဓိကအဖြစ်အုပ်စုသုံးစုကိုခွဲခြားနိုင်ပါတယ်။ဥရောပနိုင်ငံများ တိုင်းသားလူမျိုးများရွှေပြောင်းနေထိုင်လာသူများစတဲ့လူမျိုးစုတွေဖြစ်ကြပါတယ်။ကနေဒါဆိုရရဲ့လူမျိုးစုံပေါင်းစည်းမှုအရာကြောင့်နိုင်ငံရဲ့လူကြီးဖွဲ့စည်းပုံကအမြဲပြောင်းလဲနေပြီးတော့ကမ္ဘာနှံကလူမျိုးတွေစုပေါင်းနေထိုင်တဲ့လူအဖွဲ့အစည်းတစ်ခုဖြစ်လာတာပါ။ဆက်ကနေရဆိုတော့ကပြင်သစ်တဲ့ဗြိတိရှားတို့ကမြောက်အမေရိကတိုင်းမှာကိုယ်နယ်ပဲကိုယ်ပိုင်နဲ့ချဲ့ထွင်မှုစူးစမ်းရရင်နဲ့စစ်ပွဲတွေအကြိမ်ကြိမ်ဖြစ်ခဲ့ကြပါသေးတယ်။အထင်ရှားဆုံးကတော့ခုနှစ်စစ်ပွဲဖြစ်ပြီးတော့ ဗြိတိရှားတို့ကအောင်ပွဲခံခဲ့ပြီးတော့1963ခုနှစ်မှာပြင်သစ်ကကနေဒါမျိုးကိုဗြိတိရှားလက်ထက်အပ်လိုက်ရပါတယ်။ဒီဖြစ်ပျက်ကကနေဒါကိုဗြိတိရှားတို့ရဲ့ကိုလိုနီဖြစ်စတင်စေခဲ့ပြီးပြင်သစ်ဘာသာနဲ့အင်္ဂလိပ်ဘာသာနှစ်ခုရှင်တွဲတည်ရှိနေရခြင်းရဲ့အဓိကအကြောင်းရင်းလည်းဖြစ်ပါတယ်။ပထမကမ္ဘာစစ်တွင်မှာကနေဒါကဗြိတိရှားအင်ပါယာရဲ့အစိပ်ပိုင်းဖြစ်စစ်ပွဲမှာပါဝင်ခဲ့ပါတယ်။ ဖင်မီရစ်တောင်ကုန်းတိုက်ပွဲ1939ခုနှစ်မှာကနေဒါတပ်ဖွဲ့တွေရဲ့စွမ်းဆောင်ရည်ကအလွန်ထူးခြားခဲ့ပြီးတော့နိုင်ငံတကာအဆင့်မှာကနေဒါရဲ့အရေးပါမှုကိုပေါ်လွင်စေခဲ့ပါတယ်။ဒီတိုက်ပွဲကကနေဒါနိုင်ငံသားတွေရဲ့စိတ်ဓာတ်ကိုမြင့်တင်ပေးခဲ့ပြီးတော့နိုင်ငံရဲ့လွတ်လပ်ရေးနဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့တွန်းအားဖြစ်စေခဲ့ပါတယ်။ နှစ်ပေါင်းများစွာဗြိတိရှားအလံကိုအခြေခံထားတဲ့အလံကို အသုံးပြုခဲ့ပြီးနောက်1965ခုနှစ်ရောက်မှသာကနေဒါကသူ့ရဲ့ကိုယ်ပိုင်အလံဖြစ်တဲ့ Maple Leaf Flag ကိုစတင်အသုံးပြုခဲ့ပါတယ်။ဒီလံကကနေဒါရဲ့လွတ်လပ်ရေးနဲ့ကိုယ်ပိုင်အမှတ်လက္ခဏာကိုဖော်ပြတဲ့အထိမ်းအမှတ်တစ်ခုဖြစ်ပါတယ်။ ဒီဖြစ်ပျက်တွေကကနေဒါနိုင်ငံရဲ့တမိုင်းကြောင့်ယဉ်ကျေးမှုနဲ့နိုင်ငံရေးအခြေအနေတွေကိုပုံဖော်ခဲ့တဲ့အဓိကကြတဲ့မှတ်တိုင်တွေပဲဖြစ်ပါတယ်။ကနေဒါရဲ့နိုင်ငံရေးစနစ်မှာပါလီမန်ဒီမိုကရေစီစနစ်နဲ့ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အုပ်ချုပ်တဲ့ဘရင်ဆိုးရစနစ်ကိုပေါင်းဆက်ကျင့်သုံးပါတယ်။ကနေဒါကပါလီမန်ဒီမိုကရေစီစနစ်နဲ့ဆက်မှုဖွံ့ဖြိုးပြီးတော့ဈေးကွက်စီးပွားရေးစနစ်ကိုကျင့်သုံးပါတယ်။နိုင်ငံရေးတည်ငြိမ်မှုနဲ့ခိုင်မာတဲ့ဥပဒေစနစ်ကစီးပွားရေးတိုးတက်ဖို့အတွက်အဓိကအထောက်အကူပြုပါတယ်။ ကနေဒါကဆက်မှုဖွံ့ဖြိုးပြီးတော့ဈေးကွက်စီးပွားရေးစနစ်ကိုကျင့်သုံးတဲ့ကမ္ဘာကြီးဆုံးစီးပွားရေးနိုင်ငံတွေထဲကတစ်ခုလည်းဖြစ်ပါတယ်။ကနေဒါရဲ့ရေနံသဘာဝတံငွေတစ်တောထွက်ပစ္စည်းနဲ့သတ္ထုသင်ရန်စာတာတွေပေါများမှုကစီးပွားရေးရဲ့အဓိကမောင်းနှင်အားဖြစ်လာပါတယ်။အစိုးရမူဝါဒတွေကသင်ရန်စာတာထုတ်လို့ရင်းနဲ့တင်ပို့ရောင်းချရေးကိုအားပေးပါတယ်။အမေရိကန်ပြည်အောင်စုနဲ့ကုန်သွယ်ရေးကအဓိကအကြဆုံးဖြစ်ပါတယ်။ USMCA လိုမျိုးလွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်တွေကစီးပွားရေးကိုအထောက်အကူပြုပါတယ်။နိုင်ငံရေးတည်ငြိမ်မှုကနိုင်ငံခြားယင်းနှိမ့်နှံမှုတွေကိုဆွေးဆောင်နိုင်တဲ့အဓိကအချက်လေးဖြစ်ပါတယ်။ကနေဒါကနည်းပညာကဏ္ဍကိုစီးပွားရေးတိုးတက်မှုအတွက်အရေးပါတဲ့အခန်းကဏ္ဍအဖြစ် အားပေးမြင့်တင်ပါတယ်။တိုရန်တိုဗန်ကူးဗားနဲ့မွန်ထရီယယ်လိုမြို့ကြီးတွေကနီးပညာကုမ္ပဏီကြီးတွေနဲ့စွန့်ဦးတည်ထွင်လုပ်ငန်းတွေစုဝေးရာနေရာတွေဖြစ်လာပါတယ်။ အထူးသဖြင့် artificial intelligence နယ်ပယ်မှာကနေဒါကကမ္ဘာထိတန်နေရာမှာရှိနေပါတယ်။ AI နည်းပညာကိုအစိုးရကရင်းနှီးမြှုပ်နှံပေးတဲ့အတွက်ဒီနယ်ပယ်ကကုမ္ပဏီတွေကနိုင်ငံရဲ့စီးပွားရေးကိုကြီးထွားလာအောင်ကူညီပေးပါတယ်။အစိုးရမူဝါဒအရအရေးချင်းရှိတဲ့ရွှေပြောင်းလုပ်သားတွေကိုဖိတ်ခေါ်တဲ့အတွက်ကနေဒါက ဤပညာနဲ့သိပ္ပံပညာရှင်တွေကိုအလွယ်တကူရရှိပြီးတော့ဤပညာကုမ္ပဏီတွေဖွံ့ဖြိုးဖို့အထောက်အကူဖြစ်စေပါတယ်။ကနေဒါဆိုရရဲ့တည်ငြိမ်တဲ့နိုင်ငံရေးယင်းနှမျိုးနံမှုအားပေးတဲ့မူဝါဒတွေကဤပညာဖွံ့ဖြိုးတိုးတက်ရေးကိုအားပေးနေပြီးတော့ ဒီနည်းပညာကဏ္ဍကနေတစဉ်အစည်းအဝေးကလည်းပုံမူခင့်မိပြီးတိုးတက်လာတဲ့တန်တရာပုံစံမျိုးနဲ့ချိန်ဆက်နေပါတယ်။ဒါ့အပြင်ကနေဒါနိုင်ငံရဲ့ပညာရေးစနစ်ကကမ္ဘာမှာအကောင်းဆုံးတွေထဲကတစ်ခုဖြစ်သတ်မှတ်ခံထားရပါတယ်။အဓိကအဖြစ်ပညာရေးကိုဗဟုအစိုးရကဓာတ်ရိုက်စီမံခန့်ခွဲရမျိုးမဟုတ်ဘဲနဲ့ပြည်နယ်နဲ့နေပြည်အစိုးရတွေကနေကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့စီမံခန့်ခွဲပါတယ်။ဒါကြောင့်ပဲတပ်ပြည်နယ်နဲ့တပ်ပြည်နယ်ပညာရေးမူဝါဒတင်ယုံညွတ်တဲ့စီမင်းစည်းကမ်းတွေ ွေးပြပါတယ်။ကနေဒါနိုင်ငံသားဖြစ်အမြဲတမ်းနေထိုင်ခွင့်ရရှိသူ permanent resident ဒါမှမဟုတ်ခိုးလုံခွင့်ရရှိသူတွေရဲ့ကလေးအတွက်အခမဲ့ပညာသင်ကြားခွင့်ကိုပေးထားပါတယ်။ကျောင်းတွေမှာကနေဒါရဲ့အရင်ကျေးဇူးမျိုးစုံကိုလက်ခံတဲ့လူ့အဖွဲ့အစည်းနဲ့ညီပညာသင်ကြားပေးပါတယ်။ ကမ္ဘာနဲ့ကအကြောင်းသားတွေတက်လဲလေးလာသိင်ယူရလွယ်ကူပြီးတော့အဆင်ပြေတဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်ပါတယ်။ကနေဒါနိုင်ငံရဲ့ပညာရေးစနစ်အရဆိုလို့ရှိရင်နိုင်ငံတကာအကြောင်းသားတွေကိုအထူးကြိုဆိုပြီးတော့မတူညီတဲ့ရည်ကြီးမှုနောက်ခံရှိသူတွေကိုအတူရှင်တွဲကပညာသင်ကြားခွင့်ပေးထားပါတယ်။ကနေဒါမှာနာမည်ကြီးပြီးတော့အရေးသွင်းမြင့်တဲ့တက္ကသိုလ်တွေလည်းအများကြီးရှိပါတယ်။တက္ကသိုလ်တစ်ခုချင်းစီမှာထူးခြားတဲ့သင်ကြားရေးနယ်ပယ်တွေနဲ့သုတေသနလုပ်ငန်းတွေရှိကြပါတယ်။အဓိကအကြဆုံးနဲ့နာမည်ကြီးဆုံးတက္ကသိုလ်တွေကတော့ University of Toronto University of British Columbia, McGill University, University of Alberta တို့ပဲဖြစ်ပါတယ်။ကနေဒါတက္ကသိုလ်တွေကပညာရေးအရေးသွေးမြင့်မာတာကြောင့်ကမ္ဘာနှံ့ကကျောင်းသားတွေရဲ့ရွေးချယ်မှုအစီအမထိတ်ဆုံးကပါဝင်နေတာပဲဖြစ်ပါတယ်။ကနေဒါနိုင်ငံကကမ္ဘာပေါ်မှာယဉ်ကျေးမှုပေါင်းစုံကိုလက်ခံကျင့်သုံးတဲ့နိုင်ငံမာတီကက်ချာလက်စင်ဖြစ်နာမည်ကြီးပါတယ်။ ဒါကကနေဒါနိုင်ငံရဲ့မူဝါဒတစ်ခုလည်းဖြစ်ပြီးတော့ကွဲပြားခြားတဲ့လူမျိုးနယ်စုတွေယဉ်ကျေးမှုတွေနဲ့ဘာသာစကားတွေကိုလေးစားတန်ဖိုးထားတဲ့နိုင်ငံဖြစ်ပါတယ်ကနေဒါနိုင်ငံသားတွေကကမ္ဘာနေရာတည်တည်ကနေရွှေပြောင်းနေထိုင်လာကြသူတွေဖြစ်တာကြောင့်မလို့မတူညီတဲ့ယဉ်ကျေးမှုအစဉ်လာတွေဘာသာရေးနဲ့ဓလိထုံတမ်းတွေကိုမြင်တွေ့ရမယ့်နိုင်ငံတစ်နိုင်ငံပဲဖြစ်ပါတယ်။ နေရာနဲ့မှာတရုတ်တန်အိန္ဒိယရက်ကွက်စတဲ့လူမျိုးစုရက်ကွက်တွေနဲ့နိုင်ငံတကာအစားအသောက်ဆိုင်တွေကိုတွေ့နိုင်ပါတယ်။နိုင်ငံသားတွေကိုအလေးပေးဆက်ဆံတပြီးတော့တဝူးချင်းစီရဲ့ကိုရီးကိုတာလွတ်လပ်ခွင့်ကိုလည်းလေးစားကြပါတယ်။ လူမျိုးရေးဘာသာရေးနဲ့လိင်စိတ်ခံယူမှုကွဲပြားခြားနားမှုတွေကိုခွဲခြားဆက်ဆံခြင်းမပြုဘဲနဲ့လူအခွင့်အရေးကိုအလေးထားတဲ့နိုင်ငံတစ်နိုင်ငံလေးဖြစ်ပါတယ်။ကနေဒါကကျေပြန့်တဲ့သဘာဝအလှတရားတွေခင့်မိတဲ့မျိုးကြီးတွေနဲ့ယဉ်ကျေးမှုပေါင်းစုံကိုပေါင်းဆက်ထားတဲ့အတွက်ကဘာလက်ခီးသွားရတာမှအလွန်ရည်ပန်းစားပါတယ်။သဘာဝချစ်သူတွေအတွက်အေဘာတာနဲ့ဗြိတိရှကိုလံဘီယာ၊ British Columbia ပြည်နယ်တွေကြားမှာရှိတဲ့တောင်နှန်းကြီးတွေကကမ္ဘာလှဆောင်နေရာတွေထဲကတစ်ခုဖြစ်ပါတယ်။ ဘတ်မြို့သားဥယျာဉ်နဲ့ဂျက်စပါမြို့သားဥယျာဉ်လိုနေရာတွေမှာတော့အပြာရောင်ရေကန်တွေနှင်းဖုံးတောင်ထိပ်တွေနဲ့တောရိုင်းတိရစ္ဆာန်တွေကိုမြင်တွေ့နိုင်ပါတယ်။ Niagara Falls ကကနေဒါနဲ့အမေရိကန်နယ်စပ်မှာရှိတဲ့နာမည်ကျော်ရေတံခွန်ကြီးဖြစ်ပါတယ်။ကနေဒါဘက်အခြမ်းကမြင်ကွင်းကပိုပြီးတော့လှပါတယ်လို့လူသိများပြီးတော့ခီးတော်တွေအတွက်စိတ်လှုပ်ရှားစရာကောင်းတဲ့လှေခီးစင်တွေလည်းရှိပါတယ်။ နောက်ထပ်ခီးသွားတွေကိုဆွဲဆောင်နေတဲ့ထူးခြားတဲ့ခီးစဉ်တွေဖြစ်တဲ့စကိတ်စီးခြင်းရေခဲပြင်ဟော်ကီကစားခြင်းစနိုးဘုတ်စီးခြင်းဝက်ဝင်ဖြူပိုလာဘဲနဲ့ဝီလာငါးနဲ့အထူးသဖြင့် ကနေဒါနိုင်ငံအမှတ်အသားဖြစ်တဲ့ Viva တွေကိုသူတို့ရဲ့တဘာဝပတ်ဝန်းကျင်မှာလေ့လာတွေ့နိုင်ပါတယ်။လက်ရှိ27ရာစုမှာတော့ဝင်ကြီးချုပ် Mac Carney ဦးဆောင်တဲ့အစိုးရကနိုင်ငံရဲ့စီးပွားရေးကို အရှိန်ဟုန်မြင့်တင်ဖို့အတွက် Nation Building Project လို့ခေါ်တဲ့ကြီးမားတဲ့စီမံကိန်းတွေကိုကျင်းပဖို့ပြင်ဆင်နေပါတယ်။ဒီစီမံကိန်းတွေကဒေသတွင်းဆက်သွယ်မှုတွေကိုတိုးတက်စေဖို့နဲ့ကနေဒါရဲ့စီးပွားရေးကိုကွဲပြားအောင်လှုပ်ဆောင်ဖို့ရည်ရွယ်ပါတယ်။ဒါ့အပြင်ကနေဒါနိုင်ငံရဲ့အိမ်ချမ်းမြေစင်းတို့တွေကအချို့မြို့ကြီးတွေမှာကြာစင်းနေပြီးတော့ အထူးသဖြင့်ထိုရွန်တိုမှာအိမ်ဆောက်လုပ်ရေးကအားနည်းနေတာကို တွေ့ရပါတယ်။ဒါကအစိုးရရဲ့အိမ်ယာတည်တသမာ၅သန်းဆောက်လုပ်ရေးရည်မှန်းချက်ကိုပါထိခိုက်စေနိုင်တယ်လို့ကျွမ်းကျင်သူတွေကသုံးသပ်ကြပါတယ်။ရွှေပြောင်းနေထိုင်သူများရေးနဲ့ပတ်သက်ပြီးတော့အမေရိကန်ပြည်ထောင်စုကနေကနေဒါကိုရောက်လာတဲ့ဟေတီနိုင်ငံသားမိသားစုတွေကိုကနေဒါမှာနေထိုင်ခွင့်ပြုလိုက်တဲ့ဖြစ်ရပ်ကလည်းမကြသေးမီကထင်ရှားတဲ့ဖြစ်ပျက်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါကကနေဒါရဲ့လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေနဲ့လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းတွေကိုထိန်းဟပ်စေပါတယ်။အခုဆိုရင်တော့ကနေဒါနိုင်ငံရဲ့သမိုင်းဝင်အကြောင်းအရာတွေနဲ့စီးပွားရေး၊ယဉ်ကျေးမှု၊နည်းပညာစတဲ့နယ်ပယ်သေးသေးကိုဘူသူတပုံမှုတိုးဝှက်လာစေဖို့ရည်ရွယ်ပြီးတော့ဒါယာရီကနေပြောပြပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ပတ်တွင်မှာလည်းနိုင်ငံတွေရဲ့ဘလူမျိုးစိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးဦးမလဲဆိုတာစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်။နောက်ပိုင်းတွင်မှာပြန်တွေ့မယ်နော်။